ဒေါ်အောင်ဆန်းစုကြည်အတွက်မွေးနေ့ဆူတောင်းဗီဒီယိုနဲ့ဂင်းနစ်ဆန်ခြင်းသစ်တင်နိုင်ဖို့မွေးနေ့မတိုင်ခင်တရက်အလိုဇွန်လ16ရက်နေ့မှာသတ်မှတ်ထားတဲ့ဆူတောင်းဗီဒီယိုပေါင်း8000ပြည့်တဲ့အထိ လက်ခံရရှိခဲ့ပြီလို့ SU18 Birthday Campaign ကနေသိရပါတယ်ဆွန်လာ၁၉ရက်နေ့မှာကြာရောက်မဲ့ဒေါ်ဆန်းစုကြည်ရဲ့တက်၈၀ပြည့်မွေးနေ့မှာ အများပြည်သူတွေပေးပို့တဲ့ မွေးနေ့ဆူတောင်းဗီဒီယိုတွေနဲ့ကမ္ဘာကင်းနဲ့စံချိန်တက်တက်နိုင်အောင်ဆောင်ရွက်နေတာလို့စီစဉ်သူတွေစီကနေသိရပါဗျ။ဗီဒီယိုကို Happy Birthday ဆိုတဲ့အပြောနဲ့စတင်ရမှာဖြစ်ပြီးတော့ဆုဆိုတဲ့စကားလုံးပါဝင်တဲ့မွေးနေ့ဆူတောင်းစကားပါထားတဲ့ဗီဒီယိုတစ်ခုကို30စက္ကန့်ကြာချိန်နဲ့ပေးပို့ရမှာဖြစ်တယ်လို့ဆု18 birthday campaign ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါဗျ။ ဗီဒီယိုပို့တဲ့အခါမှာမိမိလုံခြုံရေးကိုယူဆိုင်ဖို့နဲ့တအုပ်ကိုဗီဒီယိုတစ်ခုပဲပေးပို့ရမယ်လို့လည်းသတိပေးထားပါသေးတယ်။ပြည်သူနဲ့တိုင်းပြည်အပေါ်မတရားမလုပ်ခဲ့တဲ့အသက်80ပြည့်အမျိုးသမီးတယောက်ဟာဗုဒ္ဓဘာသာတိုင်းပြည်ရဲ့ထောင်ထဲမှာရှိနေတာမဖြစ်သင့်တဲ့အရာ ဖြစ်လို့မွေးနေ့ဆုတောင်းဗီဒီယိုပေးပို့ခဲ့တာလို့မကွေးတိုင်းပွင့်ဖြူမြို့နယ်ကဒေသခံတအူဖြစ်တဲ့ဦးကျော်မင်းနိုင်ကတနေရှင် voice ကိုပြောပါတယ်။ ဲ့ဒါလောက်မတရားတာကဘာမှမရှိဘူးလို့မြင်လို့ပါ80ပြည့်နှစ်မှာ၈ပါးသောလက်နက်ဖြင့်တဏှာဆက်ဆက်ဒုက္ခမျိုးစုံပေးနှိပ်စက်ခဲ့သောရန်သူလက်မှလွတ်မြောက်အောင်တွန်းလှန်တိုက်ထုတ်နိုင်ပါစေအမေလို့တောင်းဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့အတွက်ဆုတောင်းပေးခဲ့သူဥကြောမင်းနိုင်ကဆိုပါတယ်ဆလင်းဒေတာကရွာမိရှုခံထားရတဲ့ဒေတာခံတအူးကတော့လွတ်မြောက်စေခြင်းမီလေအချို့အနောင်ကနေ ပြောချင်တာတွေကတော့အများကြီးပါအမေနဲ့တွေ့ခွင့်ရမယ်ဆိုရင်အပြစ်မှထွေးပွေလို့လူယုံမာတွေအကြောင်းကလေးငယ်လေးတယောက်လိုတိုင်ပြောချင်တာပါလို့ပြောပါတယ်လက်ရှိမှာတော့ American, Norway, UK, Australia, Japan, Korea, Singapore, Thai စတဲ့နိုင်ငံအသီးသီးမှာရှိသူတွေကမွေးနေ့အကြိုလှုပ်ရှားမှုမှာပါဝင် နေကြပါတယ်မွေးနေ့အကြိုလှုပ်ရှားမှုကိုပြည်ရင်းကတော်လှန်ရေးအဖွဲ့တွေကလည်းပါဝင်လှုပ်ရှားခဲ့ကြတဲ့အပြင် ခင်ဦးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က UCP မွေးနေ့ကုသိုလ်အဖြစ်လှူဒါန်းတာတွေပြုလုပ်ခဲ့ပါတယ်။ရမပင်မြို့နယ်ကတပိတ်အင်အားစုတွေပူးပေါင်းပြီးမွေးနေ့အထိမ်းအမှတ်အကျိုးအနေနဲ့လူမှုလှုပ်ရှားမှုတွေပြုလုပ်နေပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့သားငယ် Kim Eric ကိုကိုထိန်လင်းဟာ၈ရက်အတွင်းကီလိုမီတာ80ပြေးမှဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလက်ရှိအချိန်ထိဂင်းနစ်မှတ်တမ်းဝင်ထားသူဟာ တိပိတကဒရာတိပိတကကောဝိတဘွဲကိုပထမဆုံးရရှိခဲ့တဲ့မင်းကွန်တိပိတကဒရာဆရာတော်ကြီးဥဝိစိတ်တတာရဘိဝင်တာဖြစ်ပြီးကဘာပေါ်မှာမှတ်ညံအကောင်းဆုံးအဖြစ်စံချိန်တင်ထားသူဖြစ်ပါတယ်။တကဘာလုံးမှာစံချိန်တင်ခဲ့တဲ့ဖြစ်ရပ်တွေကိုစုဆောင်ပြီးဂင်းနစ်ကဘာစံချိန်မှတ်တမ်းစာအုပ်အဖြစ်1955ခုနှစ်ကစတင်ပြီးအင်္ဂလိပ်ဘာသာနဲ့နှစ်စဉ်ထုတ်ဝေနေပါတယ်။ ဂင်းနစ်စံချိန်တင်မှုအစီအစဉ်ဖြင့်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အကြိုလူမှုလှုပ်ရှားမှုတွေကိုကမ္ဘာတစ်လွှားမှာကျင်းပနေပါဗျာ။